မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌထောင်အောင်ဆန်းစုကြည်နဲ့ရန်ကုန်စည်းဝါးရေးတက္ကသိုလ်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့တင်တန်း MPA ကဆရာတွေ၊ចောင်းသားចောင်းသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဇန်နဝါရီလ17ရက်နေ့မှာကျင်းပတဲ့ပထမအကြိမ်ပြည်သူ့လွှတ်တော်73ကြိမ်မြောက်ပုံမှန်အစည်းအဝေး26ရက်နေ့အစည်းအဝေးပြီးမှလွှတ်တော်ခမ်းမအနီးမှာ9မိနစ်ကြာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒီလိုတွေ့ဆုံရမှာဒေါအောင်ဆန်းစုကြည်ကအလွတ်ကျက်တာဟာပညာရဖို့အကောင်းဆုံးနည်းတော့မဟုတ်ဘူးလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ တော့ရှိတယ်တော့အမျိုးသမီးတွေကလည်းနည်းနည်းစာချက်ထားအားသာဟုတ်တယ်စာချက်တိုင်းနဲ့တော်တော်မဟုတ်ဟုတ်ကဲ့စာချက်တည်းဆိုအလွတ်ချက်တာပေါ့နော်အလွတ်ချက်အလွတ်ချက်ထားလည်းဒါပညာရောက်ဖို့ပြအကောင်းဆုံးကြီးတော့မဟုတ်ဘူးဟုတ်ကဲ့ပါဒီကဲဆိုရင်တော့ဒါခင်မှာဆိုလို့ရှိရင်ခင်မှာပြည်လို့ဒါပြောရအောင်။နားလည်အောင်ပြန်ပြီးတော့မှပြန်ပြီးတော့သုံးတာပေါ့။ ပြည်သူ့လွှတ်တော်ကိုလေးလာရေးလာရောက်ကြတဲ့ရန်ကုန်စစ်ပွဲတက္ကသိုလ်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့တင်တဲ့ MPA ကចောင်းသား182ဦးနဲ့ဒေါအောင်ဆန်းစုကြည်တို့ဟာအမှတ်တရဓာတ်ပုံတွေလည်းရိုက်ကူးခဲ့ကြပါတယ်။